ဟောင်ကောင်က one for call အထက်မြင့်အင်အားမီးလောင်ကျွမ်းနေတာဟာ24နာရီကျော်သွားပေမဲ့မီးငြိမ်းသတ်ရေးလုပ်ငန်းတွေကိုအပူတပြင်းဆောင်ရွက်နေရဆဲဖြစ်ပါတယ်။ကြက်သပရင်းနေမုံလပိုင်းကသတင်းစာရှင်းလင်းပွဲမှာအာနာပိုင်းတွေကတည်ဆုံးသူဥယျာဉ်အနည်းဆုံး65ဦးအထိမြင့်တက်လာပြီလို့အတည်ပြုထားပြီးဒဏ်ရာသူ82ဦးနဲ့အဆက်အသွယ်မရသူ300နီးပါးရှိတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ရဲ့အဓိကအခက်အခဲကမီးပူချိန်အရင်မြင့်နေတာပါ။ဝါရန်နေရာပြိုကျသွားတော့အထဲမှာဖွဲ့စည်းပုံကအရင်ကျင်းသွားပါတယ်။ ီးသက်သမားတွေကအဘူတံကိုခံပြီးတထက်ချင်းတက်တက်ဆင်းဆင်းဝင်ရတာပါလို့ဟောင်ကောင်မီးသက်တပ်ဖွဲ့ကပြောဆိုပါတယ်။有关工程公司嘅负责人ဒီရေမြုပ်ပစ္စည်းတွေကမီးကိုအလင်းမြန်ကူးဆက်ပြတ်နေစေနဲ့လာလာရှိနေပါလေ။ဒီဆောင်လုပ်ရေးကုမ္ပဏီရဲ့တာဝန်ရှိသူတွေအလွန်တာဝန်ပေါ်ဆမှုကျွလွန်ခဲ့တယ်လို့ယုံကြည်စရာရှိနေပါလေ။မီးကထိမရအောင် ပြန့်သွားပြီးတော့လူများပြားသေဆုံးတဲ့ရရှိခဲ့ရတာဖြစ်ပါလေလို့ဟောင်ကောင်ရဲတပ်ဖွဲ့အစ်မရရှိအေလင်ချောင်းကပြောဆိုသွားပါတယ်။ ရဲတပ်ဖွဲ့ကဆောက်လုပ်ရေးကုမ္ပဏီရဲ့တာဝန်ရှိသူအမျိုးသားဝန်ထမ်း၃ဦးကိုလူသေးစေမှုတန်တရားနဲ့ဖမ်းဆီးထားပါတယ်။ဒီတိုက်ခန်းကိုလွန်ခဲ့တဲ့နှစ်20ကျော်ကတည်းကဝယ်ထားတာ။ကျမတို့ပိုင်ဆိုင်သမျှအားလုံးဒီထဲမှာရှိတာပါ။အခုအကုန်လုံးမီးလောင်ပြီးဘာမှမကျန်တော့ဘူး။အစိုးရကအကူအညီပေးဖို့ပဲမျှော်လင့်တာပါ။တခြားဘာမှမတောင်းဆိုချင်ပါဘူးလို့အိမ်ယာမနေထိုင်သူတူကပြောဆိုပါတယ်။ဒေသခံတို့ကတော့ကေဇယ်ရေးဆောင်ရွက်ချက်ကိုပြစ်တင်ဝေဖန်နေကြပါလေ စိတ်ဆိုင်ဒီပေါ်ရှင်ဟိုကောင်ပါမလို့မိသားစုမတွေကကျမတို့ဘလောက်မှမိကိုနိုင်နေသေးတဲ့အချိန်မှာအရင်နှိမ့်ပြီးအထဲကလူတွေကိုအရင်ကယ်ထုတ်တင်တာပေါ့အခုတော့ကျမတို့ဘလောက်ကမိထက်လောင်နေတော့ကျမရဲ့သမီးနဲ့မျိုးသားကအခုထိထွက်မလာသေးပါဘူးအိမ်ကြီးရဲ့မျိုးသားကတော့ထေသွားပါပြီဟောင်ကောင်ဟာကမ္ဘာပေါ်မှာလူဦးရေထူထပ်ဆုံးနေရာတွေထဲကတနည်းအားဖြင့်ပြီးအိမ်ချမ်းမြေဈေးကြီးဆုံးမြို့တွေထဲမှာလည်းပါဝင်ပါတယ်ဝမ်ဖူကိုအထက်မြေအိမ်ရာဟာအစိုးရထောက်ပံ့ဈေးနှုန်းနဲ့အိမ်ပိုင်ဆိုင်ခွင့်စီမံကိန်းအောက်ကအိမ်ရာတစ်ခုဖြစ်ပါတယ် အထက်မြင့်တိုက်ရှစ်လုံးမှာတိုက်ခန်းပေါင်း2000နီးပါးလူဦးရေ4600ကျော်နေထိုင်တဲ့အိမ်ယာဖြစ်ပါလေ။ဟောင်ကောင်ဟာတန်မိုးနဲ့အိမ်ယာအများနဲ့ပြက်လက်နေတဲ့မြို့ကြီးတစ်မြို့လည်းဖြစ်ပါလေခင်ဗျာ။